နိုင်ငံသားသူစနီးတဲ့ဈေးကွက်နဲ့အပေကံတရုတ်အမျိုးသမီးများအားလုံးပဲမင်္ဂလာပါဘာမဆန်းများကနေတင်ဆက်နေတာဖြစ်ပါတယ်အခုတွေ့နေရတဲ့ကောင်မလေးတွေအားလုံးကတရုတ်ပြည်ရောက်ဖိလစ်ပိုင်မာလေးတွေပါသူတို့ကတရုတ်အမျိုးသားတွေနဲ့လက်ထပ်ထားကြတာဖြစ်ပါတယ်သူတို့တွေကကိုဝင်ဆောင်အမျိုးသမီးရဲ့ယောက်ျားကတော့လယ်သမားလုပ်ပါတယ်လယ်သမားဆိုပေမဲ့အရင်ဆင်းရတာတော့မဟုတ်ပါဘူးဆက်တွေပါပြီးပိုင်ပါတယ်ပြီးတော့သူက vlogger လေးလုပ်သေးတာပါ ဒီ vlogger အမျိုးသားတွေပြောစကားအရဆိုရင်တို့ရွာမှာရှိတဲ့အမျိုးသားအများစုကဖိလစ်ပိုင်အမျိုးသမီးတွေကိုပဲခေါ်ပြီးလက်ထပ်ထားကြတယ်လို့သိရပါတယ်။ရွာမှာရှိနေတဲ့တချို့ဖိလစ်ပိုင်မားလေးတွေဆိုရင်နေလာတာ9နှစ်10နှစ်လောက်တောင်ရှိနေပါပြီ။တို့ရွာကနောက်ပေါက်ယောက်ျားလေးတွေကလည်းတရုတ်မတွေကိုရေးစားထားဖို့မတွေ့တော့ပါဘူး။ဖိလစ်ပိုင်မားလေးတွေကိုပဲတင်တောင်းပြီးလက်ထပ်ဖို့ကြိုးစားနေကြတာပါ။အဲ့ဒီ vlogger ရဲ့ဗီဒီယိုအောက်မှာတော့အမှတ်ချက်ပေါင်းများစွာနဲ့ပွဲဖြစ်နေတာဖြစ်ပါတယ်။တချို့ကလည်းဖိလစ်ပိုင်မားလေးတွေထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးမေးနေကြတာပါ။ ဗလော့ဂါကလည်းအဲ့ဒီကိစ္စကိုရှင်းပြခဲ့ပါတယ်သူရဲ့ပြောစကားအရဆိုရင်သူတို့ကမိမယူဖို့ရှိလာရင်ဖိလစ်ပိုင်ကိုအရင်သွားကြရတာပါပြီးတော့မှတင်တောင်းပါတယ်ပြီးရင်ဖိလစ်ပိုင်တရားရုံးမှာလက်မှတ်ထိုးကြတာပါဖိလစ်ပိုင်မှာကကွာရှင်းခွင့်မရှိဘူးလို့လည်းသိရပါတယ်အဲ့ဒါကသူပြောစကားကိုပြန်ဝင်မျှတာပါအဲ့ဒီမှာလက်ထပ်ပြီးတော့မှတရုတ်ကိုခေါ်လာပြီးမင်္ဂလာဆောင်ကြတာဖြစ်ပါတယ်အဲဘာသာစကားနားမလည်ရင်လည်းပြဿနာမရှိပါဘူးသူတို့က WeChat ပေါ်ကနေစကားပြောကြတာပါအဲ့ဒီမှာဆိုရင်အလိုလျောက်ဘာသာပြန်စနစ်ရှိပါတယ်သူတို့ရွာကတော့ဖိလစ်ပိုင်အမျိုးသမီးတွေကိုစိတ်ချလက်ချရှိကြပါတယ်ထွက်ပြေးမှာကိုလည်းစိတ်မပူကြပါဘူး အဲဒီစာသဘောထားမတိုက်ဆိုင်ရင်ကွာရှင်းမှုခက်ခဲတာကိုပဲစိတ်ပူရအောင်ပြောခဲ့ပါတယ်။အဲသူရဲ့ပြောစကားအရဆိုရင်ဖိလစ်ပိုင်လက်ထက်စာချုပ်တွေကအတော်လေးခိုင်မာတယ်လို့သိခဲ့ရတာပါ။အဲဒီစာချုပ်ရှင်တရုတ်ပြည်ဥပဒေတွေနဲ့တောင်ပယ်ဖျက်လို့မရပါဘူး။နောက်ပြီးအဲဒီစာချုပ်ကတကမ္ဘာလုံးမှာအတိအမှတ်ပြုတယ်လို့လည်းဆိုထားတာပါ။အဲဒါကြောင့်ဒီစာချုပ်ရှိနေသူတွေနောက်တစ်ယောက်ကိုထပ်ပြီးလက်ထပ်ဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူး။အဲဒါကြောင့်တရုတ်ကျေးလက်ကအမျိုးသားတွေကဖိလစ်ပိုင်အမျိုးသမီးတွေကိုစိတ်ချလက်ချရွေးချယ်နေကြတာပါ။ အဲ့ဒီဖလော်ကာရဲ့ပို့ဆောင်မှာဖိလစ်ပိုင်မျိုးသမီးတွေနဲ့အချိန်ဆက်လုပ်ပေးဖို့အကူအညီတောင်းတဲ့မှတ်ချက်တွေလည်းအများကြီးတွေ့ရပါတယ်။တချို့ကတော့ကိုရန်ယူဖို့အတွက်ဖြစ်ပြီးတချို့ကတော့အိမ်အောင်မကြသေးတဲ့မိသားစုဝင်တွေတငယ်ချင်းတွေအတွက်အကူအညီတောင်းနေကြတာပါ။အဖိုးကြီးတယောက်ဆိုရင်မိမမရသေးတဲ့သားနှစ်ယောက်အတွက်ဖိလစ်ပိုင်ဇနီးတွေနှစ်ယောက်ရှာပေးဖို့အကူအညီတောင်းနေတာဖြစ်ပါတယ်။အမှတ်ချက်တချို့မှာလည်းဖိလစ်ပိုင်မျိုးသမီးတွေကအိမ်အောင်ထိန်းသိမ်းနိုင်နေအောက်သက်ကြီးတဲ့ချွေတာကြီးလည်းကောင်းတယ်လို့ပြောကြပါတယ်။အဲဒီဘက်ကတော့ဖိလစ်ပိုင်မျိုးသမီးတွေကိုလက်ထက်ရတာတန်နေဆိုတဲ့သဘောမျိုးပါပဲ။ အခုနောက်ပိုင်းတရုတ်မျိုးသားတွေကတရုတ်ချင်းချင်းလက်ဆောင်လာကြတာပုံများလာပါတယ်။ဘာဖြစ်လို့လဲဆိုရင်တင်နှောင်းငွေပေးရတာများတယ်လို့ကြံတဲ့ကိစ္စတွေကလည်းအများကြီးရှိနေလို့ပါပဲ။ဖိလစ်ပိုင်မျိုးသမီးတွေအတွက်ဆိုရင်တင်နှောင်းငွေကယွမ်၁၀၀၀လောက်ပဲရှိပါတယ်။မင်္ဂလာစရိတ်နဲ့စာရွက်စာတမ်းကုန်ကြမ်းစည်တွေထပ်ပေါင်းလိုက်ရင်တော်ရုံမျိုးသားတက်နိုင်တဲ့အခြေအနေမျိုးဖြစ်နေတာပါ။ပြောရရင်တရုတ်ချင်းလက်တွေမှာအမျိုးသားဥယျာဉ်ပုံများလာပါတယ်။အဲဒါကြောင့်လက်ထပ်ဖို့မင်္ဂလာကလည်းရှားပါလာတာပါ။တရုတ်ချင်းချင်းကြတော့လေဈေးစကားမတက်နိုင်ကြပါဘူးအဲဒါကြောင့်ဈေးပေါ်တဲ့အာဆီယံနိုင်ငံတချို့ဘက်ကိုမြှောက်ဥလှည့်လာခဲ့ကြတာပါ ဒီအကြောင်းကတရုတ်ဆိုရှယ်မီဒီယာတွေပေါ်မှာလည်းပွဲဖြစ်နေတာကြားခဲ့ပါပြီ။မြို့ပေါ်ကတရုတ်လူငယ်တွေကြတော့ပြဿနာကတမျိုးပါ။သူတို့ကြတော့အလောက်ကန်ခွင်လန့်နဲ့ပတ်သက်ပြီးပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေခဲ့ကြရပါတယ်။အဲဒါကြောင့်ယူဇာထားဖို့တော့မနေစဉ်းစားနေကြရတာပါ။ဒီလိုနဲ့ single ri များလာပါတယ်။အထူးသဖြင့်1980နဲ့1990ကြားမွေးဖွားခဲ့တဲ့အမျိုးသားအများစုဆိုရင်ဒီတသက်အိမ်အောင်ပြုဖို့မဖြစ်နိုင်တော့ဘူးလို့တွေးနေကြတာပါ။ ကျေးလက်ဘက်မှာတော့မိမရှာတဲ့ပြဿနာကိုနိုင်ငံသားတို့အမျိုးသမီးတွေနဲ့ဖြေရှင်းနေကြပါတယ်။တချို့ရွာတွေမှာဆိုရင်တရုတ်အမျိုးသမီးတွေထက်ဖိလစ်ပိုင်အမျိုးသမီးတွေကပိုများတဲ့အခြေအနေထိဖြစ်လာရတာပါ။ဒီအမျိုးသမီးတွေကဒိုးတူပေါင်ပတ်အလုပ်လုပ်နိုင်ကြပါတယ်။အတုံးဆွဲလည်းမကြီးပါဘူး။မိွေးဖာဝေနေကြရလို့ကိုယ်နိုင်ငံနဲ့မိသားစုကိုလွမ်းတဲ့ပြဿနာတွေရှိပေမဲ့လူမျိုးတူတွေများလာတဲ့အချိန်မှာတော့စိတ်သက်သာရရလာကြပါတယ်။ အနောက်ပိုင်းစနီးတဲ့တရားဝင်တွေနဲ့ရတဲ့ခံစားခွင့်တွေကငွေကြေးတွေကိုစုဆောင်းပြီးဖိလစ်ပိုင်မှာကျန်သေးတဲ့မိသားစုစီကိုပြန်ပို့ပြီးစိတ်ဖြည့်နေကြရတာပါ။အဲသူတို့အတွက်တရားဝင်မျိုးသားတွေနဲ့လက်ထက်ရတာကအခက်အခဲအကြီးကြီးတော့မဟုတ်ပါဘူး။သဘောကောင်းပြီးတာဝန်တည်တတ်တဲ့သူဖြစ်ဖို့ကိုပဲမျှော်လင့်ကြရတာပါ။ဒါပေမဲ့နိုင်ငံသားသူကိုလက်ထက်တဲ့ကိစ္စတွေမှာလည်းအလိမ်ညာတွေအများကြီးရှိတယ်လို့ vlogger ကပြောပြပါတယ်။တချို့တွေဆိုရင်ငွေကောင်ကြေးကြခံရပေမဲ့တကယ်လက်ထက်လို့မဖြစ်ခဲ့တာတွေလည်းရှိပါတယ်။အဲတချို့ကြတော့လည်း single မားသားတွေနဲ့လက်ထက်ရတာပါ။ဒီကိစ္စတွေကတော့ရှုပ်ထွေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အချင်းချင်းလက်ခံပြီးဖြစ်မြောက်သွားတဲ့လက်ထပ်ပွဲတွေကလည်းမနေမတော့ပါဘူး။ဖိလစ်ပိုင်မှာလည်းကိုဝင်ဖြစ်ကြတဲ့ကိစ္စကတရားမဝင်တဲ့ကိစ္စဖြစ်ပါတယ်။အဲဒါကြောင့်တချို့ဖိလစ်ပိုင်မှာလေးတွေကငငယ်ရွယ်နဲ့စင်ငယ်မသားတွေဖြစ်သွားကြတာပါ။ပညာလည်းမတက်မိသားစုကလည်းမချမ်းသာကျွမ်းကျင်မှုကလည်းမရှိချိန်မှာတော့သူတို့အတွက် trap box ကအများကြီးမရှိတော့ပါဘူး။ငွေလွယ်လွယ်ရမယ့်အလုပ်တွေကသူတို့အတွက်ရွေးချယ်စရာဖြစ်လာပါတယ်။အတချို့အလုပ်တွေကိုမလုပ်ချင်ကြတဲ့ကောင်မလေးတွေအတွက်တော့တရုံမျိုးသားတွေကိုလက်ထပ်တာကဘဝရဲ့အခက်အခဲကိုဖြေရှင်းနည်းတစ်မျိုးလည်းဖြစ်လာခဲ့ရတာပါ။ တချို့သောငွေကြေးတက်နိုင်တဲ့တရုတ်မျိုးသားတွေကြတော့ဖိလစ်ပိုင်မျိုးသမီးတွေကိုမနှစ်သက်ကြပါဘူးအဲလိုမျိုးသူတွေအတွက် VNN ဇနီးတဲဆိုတာလည်းရှိလာခဲ့တာပါ VNN မျိုးသမီးတွေကြတော့ဖိလစ်ပိုင်တွေထက်ပိုပြီးကျော်ရှင်ပါတယ်ဆွေမျိုးတွေကြမှာလည်းကြွားလို့လည်းပိုကောင်းကြတာပါအဲဒါကြောင့် VNN မျိုးသမီးနဲ့မင်္ဂလာဆောင်ရပြီဆိုရင် online မှာ video တင်ပြီးကြွားတဲ့အထိဖြစ်လာကြပါတယ်ဒါပေမဲ့ VNN မျိုးသမီးတွေကြတော့အိမ်မူကိစ္စနဲ့ပတ်သက်ရင်အားနည်းချက်တွေရှိပါတယ်အောက်ခြေသိမ်းမလုပ်နိုင်ပါဘူးနောက်ပြီးငွေကြေးနဲ့ပတ်သက်တဲ့တခြားကိစ္စတွေလည်းရှိနေသေးတာပါ ဗီယက်နမ်လက်ထက်စာချုပ်ကြတော့ဖိလစ်ပိုင်လောက်မခိုင်မာဘူးလို့လည်းပြောကြပါတယ်။အဲဒါကြောင့်အမျိုးသားရဲ့ပိုင်ဆိုင်မှုတွေကိုတိမ်မီထွက်ပြေးသွားတဲ့ကိစ္စတွေလည်းရှိတယ်လို့တည်ခဲ့ရတာပါ။အဲပြောရရင်တရုတ်အမျိုးသားတွေနဲ့လက်ထက်တဲ့ဗီယက်နမ်အမျိုးသမီးတွေကလည်းမိသားစုဒါမှမဟုတ်ကိုယ်တိုင်အတွက်အာမခံချက်ရှိခြင်းလို့ဒီလိုရွေးချယ်ကြတာဖြစ်ပါတယ်။သူတို့ကြတော့စံနှုန်းပုံမြင့်ကြတာပါ။တရုတ်အမျိုးသားတိုင်းကိုလည်းမရွေးချယ်ပါဘူး။သူတို့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်စွမ်းရှိမှရွေးချယ်ကြတာပါ။နောက်ပြီးကျေးလက်မှာနေနိုင်တဲ့ VN အမျိုးသမီးဆိုတာကလည်းရှားပါတယ်။စီးပွားရေးကိုဝိုင်းကိုလုပ်ပေးမဲ့သူမျိုးဆိုတာကလည်းရှားပါတယ်။ အခွင့်အရေးတောင်းဆိုတဲ့နေရာမှာလေးမြင်နေတာပါ VNM မြို့သမီးကိုလက်တက်ထားတဲ့တရုတ်တယောက်ဆိုရင်နေ့စဉ်အိမ်ပြန်ခွင့်ပြုဖို့လက်ဆောင်တွေဝယ်ပေးရဖို့ခေါင်းမြေကိုက်ရတယ်ဆိုပြီးပြောခဲ့ပါတယ်ဒီကြားထဲလာစဉ်ပေးရတဲ့ထောက်ပံ့ငွေတွေအကြောင်းမပါသေးပါဘူးပြောရရင်ဒီကိစ္စတစ်ခုလုံးကမိမကိုငွေနဲ့ဝယ်လိုက်တယ်လို့ဖြစ်နေပါတယ်နံပါတ်စလုံးကသူ့ရည်ရွယ်ချက်တွေနဲ့ကိုစီပါပဲဒီ channel တွေကြားထဲမှာဘာသာစကားယဉ်ကျေးမှုအစားအသောက်ဓလေ့ထုံတန်းစတဲ့ကွဲပြားမှုတွေလည်းရှိပါတယ် ။တချို့လေများတွေကြတော့ဒီအချက်တွေကိုညှိနှိုင်းလို့မရတာကြောင့်နောက်ပိုင်းပြဿနာတက်ကြရတာပါ။တချို့တွေကြတော့လည်းအဆင်ပြေပြေနဲ့ရှေ့ဆက်နိုင်ကြပါတယ်။နောက်ပြီးဗီယက်နမ်လမ်းကြောင်းကဖိလစ်ပိုင်ထက်ကိုအလိုင်းညာပူပေါ်ပါတယ်။ဘွဲသားတွေကိုသွားယုံလို့လည်းမရပါဘူး။ငွေကြိုပေးမိရင်ဆုံရှုံရဖို့အခွင့်အရေးပိုများသွားပါပြီ။နောက်ဆုံးလက်ထပ်ပြီးရင်တော့အလိန်ခံရနိုင်တဲ့ကိစ္စတွေဖြစ်နိုင်သေးတယ်လို့ကိုရိုင်းကြုံခဲ့ရသူတယောက်ကဝေမျှခဲ့ပါသေးတယ်။အခြေအနေတွေကတော့မျိုးစုံနေတာပါပဲ။နှစ်ဖက်စလုံးကလည်းကန်ဆယ်မေးနိုင်ရတယ်လို့မျိုးပါပဲ။ အတမန်ကြည့်လိုက်ရင်တော့အမျိုးသားတွေဘက်ကပိုသားနိုင်တယ်လို့ထင်ရပေမဲ့ပြောင်းပြန်ဖြစ်သွားတဲ့ကိစ္စတွေကလည်းမနေပါဘူးဒီလိုကိစ္စတွေကိုလက်ခံတဲ့သူတွေရှိသလိုလက်မခံတဲ့သူတွေကလည်းရှိနေပါတယ် VN အမျိုးသမီး vlogger တယောက်ဆိုရင်လည်းဒီအခြေအနေမျိုးကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါအထူးသဖြင့်အမျိုးသမီးတွေကိုကုံစီလိုသဘောထားတဲ့အတွက်မခံမရနိုင်တာဖြစ်ပါတယ်တရုတ်မိမတွေကိုလက်ထပ်ဖို့မတက်နိုင်တာနဲ့ VNM မိမမလိုချင်တဲ့ဆိုပြီးပြောခဲ့ပါတယ်။နောက်ပြီး VNM ကအရင်ကလိုစင်းရတဲ့နိုင်ငံမဟုတ်တော့ကြောင်းတရုတ်တွေ iPhone 3နိုင်ရင်သူတို့လည်း3နိုင်ကြောင်းစားတဲ့မကျေနပ်ချက်တွေကိုပြောခဲ့တာပါ။ လက်ထပ်ဖို့အိမ်အောင်သားမွေးနိုင်ဖို့ဆိုတဲ့ကိစ္စနဲ့မိမလာတောင်းတာထက်ဆိုင် VN ရင်ကျမှုကိုနားလည်အောင်လုပ်အိမ်အောင်ပြုမဲ့နှစ်ဦးကြားမှာလည်းနားလည်မှုရှိအောင်လုပ်ပြီးမှရှေ့ဆက်တင်ကြောင်းစသဖြင့်သူ့ရဲ့မကျေနပ်ချက်တွေကိုထုတ်ပြောခဲ့ပါတယ်။တချို့ VN မျိုးသမီးတွေကြတော့လည်းလက်ထပ်စအချိန်မှာအခြေအနေကောင်းခဲ့တာပါ။ခင်မုန်းကလည်းအလိုလိုက်ခဲ့လို့နေရထိုင်ရတာကလည်းအဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာစီးပွားရေးကျဆင်းလာလို့ခင်မုန်းဖြစ်သူအချိုးပြောင်းလာလို့ခင်မုန်းဖြစ်သူကွဲလွန်သွားလို့စတဲ့အခြေအနေတွေဖြစ်လာချိန်မှာတော့ခက်ခဲတဲ့အခြေအနေတွေဖြစ်လာရတာပါ။ ြောရရင်ကိုယ်နိုင်ငံမှာအဆင်ပြေနေရင်တော့အများစုကတတောင်တတာမရှိတဲ့နိုင်ငံသားကိုမတွားကျင်ကြပါဘူး။နိုင်ငံသားနဲ့မယူကျင်ကြပါဘူး။အိုးမကွာအိမ်မကွာမိသားစုရဲ့အနီးမှာပဲနေကျင်ကြတာပါ။ခေတ်တွေပြောင်းလဲလာပြီးနောက်ပိုင်းမှာဖိလစ်ပိုင်တို့ဗီယက်နမ်တို့ရဲ့ယဉ်ကျေးမှုတွေကခက်မြန်မြန်ပဲတိုးတက်လာပါတယ်။အဒီချိန်မှာအမျိုးသမီးငယ်တချို့လည်းဒီတိုးတက်မှုရေးစီးကြောင်းမှာမျောသွားပြီးမရှုံနိုင်မကယ်နိုင်ဖြစ်ရတဲ့ကိစ္စတွေလည်းရှိလာခဲ့တာပါ။အဲဒါကြောင့်တချို့ကောင်မလေးတွေကသူတို့ရဲ့ပတ်ဝန်းကျင်မှာစက်မနေကျင်ကြတော့ပါဘူး။ဒီလိုနဲ့တရုတ်မျိုးသားတွေကိုလက်ထပ်တဲ့ကိစ္စကရွေးချယ်စရာဖြစ်လာရပြန်ပါတယ်။ တရုတ်မျိုးသားတွေလက်ထက်လူတွေနိုင်ငံသားသူအမျိုးသမီးတွေထဲမှာအာဆီယံနိုင်ငံတွေကမဟုတ်တဲ့သူတွေလည်းပါနေသေးတာပါပုံမှန်ဆိုရင်တော့ဒီလိုအမျိုးသမီးတွေနဲ့ရေဆက်ဆုံမှုအခြေအနေတိတ်မရှိလာပါဘူးဒါပေမဲ့ယူကရိန်းနဲ့ရုရှားစစ်ဖြစ်ချိန်မှာနိုင်ငံတွေကပြောင်းရွှေ့ကျင်တဲ့ယူကရိန်းအမျိုးသမီးတွေလည်းရှိလာပါတယ်သူတို့တတော်ဆင်မမဖြစ်ပွားတဲ့နေရာကလုံခြုံတဲ့ဘေးကင်းရပါပဲဒီလိုနဲ့တရုတ်မျိုးသားတွေကိုလက်ခံဖို့ဖြစ်လာရပါတယ်အဲဒီလိုနိုင်ငံသားသူဇနီးတဲ့မျိုးဆိုရင်တော့ယဉ်ကျေးမှုတို့အစားတောက်တို့ကပိုပြီးခွာချပါတယ်။အဲဒါပေမဲ့27ရာစုမှာဒီကိစ္စကပြဿနာတိမ်မဟုတ်တော့ပါဘူး။ငွေကြေးတက်နိုင်ရင်အဆင်ပြေပါပြီ။ ါပေမဲ့ယူကရိန်းသူရုရှားသူမျိုးကိုလက်ထပ်နိုင်ဖို့ဆိုရင်တော့အနေအထားတစ်ခုတည်းရှိမှအဆင်ပြေနေမှာပါအဲဒီကြားထဲအချက်ကိုကြည့်ပြီးလက်ထပ်ခဲ့တဲ့ရရှားပါပါဇုံတွဲတွေမရှိတာတော့မဟုတ်ပါဘူးအဒီယူကရိန်းသူဆိုရင်တရုတ်ကျေးလက်ကအမျိုးသားတူကိုလက်ထပ်ခဲ့တာပါအခုဆိုရင်ကလေးတယောက်တောင်မွေးပြီးပါပြီအရွာကလူတွေကတော့ဒီကောင်မလေးရဲ့ရုပ်ရည်နဲ့ဆိုရင်ပိုသားတဲ့ယောက်ျားကိုခေါင်းခေါက်ရွေးလို့ရတယ်လို့ပြောကြပါတယ်ဒါပေမဲ့ဒီကောင်မလေးကတော့သူ့ကိုဂယုဆိုင်တဲ့လက်ရှိခင်မောင်းနဲ့ပဲပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပါ ဒီချိန်တွေကိုတရုတ်အမျိုးသမီးတွေလည်းခါစီခံနေရပါတယ်။နိုင်ငံသားသူကိုအင်နာဘတ်ရွေးချယ်တဲ့ကိစ္စတွေတွင်ကျယ်လာချိန်မှာသူတို့လည်းအလိုလိုအဖယ်ခံဖြစ်သွားရတာပါ။အစားကလေးကမှတင်နောင်းဝင်တဲ့ကုန်ပြစည်းတွေကြောင့်လက်ဆောင်ခံရတဲ့အချိန်မှာနိုင်ငံသားသူတွေကြောင့်အင်နာမရှိတဲ့အမျိုးသမီးဥယျာဉ်တွေလည်းပို့တိုးလာပါတယ်။တရုတ်ဝန်ဆိုင်တွေအရဆိုရင်အရွယ်ရောက်ပြီးအမျိုးသမီး136တန်းလောက်ကအင်နာမရှိဘူးလို့သိရတာပါ။ကိုပိုင်ဆုံးဖြတ်ချက်နဲ့တယောက်တည်းနေတဲ့သူတွေပါတယ်လို့ယူမဲ့သူမရှိလို့လည်းပါပါတယ်။နောက်ပြီးပညာတတ်တွေထဲမှာတအူးတဲ့နေထိုင်ဖို့ရွေးချယ်ခဲ့တာတွေလည်းအများကြီးပါပဲ။အဲဒါကမြို့ပေါ်အခြေအနေတွေပါ။ အခြေလက်ဘက်မှာတော့ပြောင်းပြန်ဖြစ်ပါတယ်အခြေလက်ဘက်မှာကအရွယ်ရောက်ပြီးအမျိုးသမီးအရေးအတွက်နေပါပါတယ်အဲပြီးတော့အများစုကအရွယ်ရောက်တာနဲ့အိမ်အောင်တန်းပြကြတာပါအရွယ်ရောက်ပြီးအမျိုးသားတွေကတော့အရှိမပြောခဲ့တဲ့ကိစ္စတွေကြောင့်အိမ်အောင်ပြဖို့ခက်ခဲကြပါတယ်တရုတ်က1980နောက်ပိုင်းမှာတိုင်အောင်ကလေးတဲဦးမူဝါလာချမှတ်ကျင်သုံးခဲ့တာပါအဲ့ဒီချိန်တွေတုန်းကကိုဝင်ဖြတ်ချမှုနှုံးနေလဲမြင်မာခဲ့ပါတယ်။တချို့ကလည်းတားယောက်ကြားလေးကိုပဲရွေးချယ်ပြီးကိုဝင်ဆောင်ခဲ့ကြတာပါ။အဲ့ဒါက2013ခုနှစ်လောက်အထိဖြစ်ပါတယ်။အဒီချိန်တွေကကြားမှအချို့ကွာချမှုကိုလည်းဖြစ်စေခဲ့တာပါ။ အဲဒါကြောင့်2015ခုနှစ်လောက်မှာတိုင်အောင်ကလေးနှစ်ဦးယူနိုင်တဲ့မူဝါဒကိုပြောင်းခဲ့ပါတယ်။ဒါပေမဲ့ကလေးမွေးနှောင်းကတော့တိတ်ပြီးတိုးတက်မလာပါဘူး။အဲဒါကြောင့်2021ခုနှစ်မှာတိုင်အောင်ကလေး3ဦးယူနိုင်တဲ့မူဝါဒကိုပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမူဝါဒကနေတည်ရောက်မှုတွေရှိလာဖို့အချိန်ယူရအောင်ပါ။လက်ရှိမှာတော့တရုတ်ကအမျိုးသားအုပ်ရဲ့34တန်းလောက်ပုံများနေတာဖြစ်ပါတယ်။ ဲ့ဒီသူတွေကအများစုကဒီတသက်အိမ်အောင်ပြုတ်နိုင်မယ့်အခြေအနေမရှိနေပါဘူး။အဲဒါကြောင့်ဒီကိစ္စကိုကုစားနိုင်မှုနိုင်ငံသားသူတွေကိုအိမ်အောင်ပြုတ်ဖို့နေလန်လဲပေါ်လာပါတယ်။အဲဒါလဲလုံလောက်အောင်မတော့မဟုတ်ပါဘူး။အဲဒါကြောင့်စီးရတဲ့နိုင်ငံတွေမှာအမျိုးသမီးရှာ marketing ဆင်းနေတဲ့ agency တွေ၊ဘွဲသားတွေပုံများလာနေရတာပဲဖြစ်ကြောင်းဝေးများလာရင်ဗီဒီယိုလေးကိုညီကောင်ချုပ်လိုက်ပါတယ်။အဆုံးထိတိရှိပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။